ူမအနုပညာလောကတွေကနားတော့မှာဖြစ်လို့ဝေဖန်တိုက်ခိုက်နေကြတဲ့သူတွေကိုမတိုက်ခိုက်ကြပါနဲ့လို့တောင်းဆိုလိုက်တဲ့တရုတ်ဆောင်ဖွေဖွေမင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ဖွေဖွေကတော့မြန်မာနိုင်ငံရဲ့နာမည်ကြီးထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်ပါတယ်တရုတ်ဆောင်ဖွေဖွေဟာချစ်စရာကောင်းလွန်ပြီးပွင့်လင်းတဲ့ပုံစံလေးကြောင့်ပရိသတ်တွေရဲ့ချစ်ခင်အားပေးခြင်းကိုရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်ဖွေဖွေဟာအနုပညာအရေးအသွေးလည်းရှိပြီးတရုတ်ဆောင်လည်းကောင်းမွန်တာကြောင့် အခုချိန်ထိပြည်သက်တွေရဲ့တကယ်နဲ့အားပေးခြင်းကိုရရှိထားသူဖြစ်ပြီးအကယ်ဒမီစုများစွာကိုလည်းရရှိပိုင်ဆိုင်ထားသူတယောက်ဖြစ်ပါတယ်။ဖွေဖွေကတရုတ်ဆောင်လောကထဲကိုပြက်ကလေးမာမော်ဒယ်အဖြစ်ဓာတ်ပုံရိုက်ကူရာကနေ အနုပညာလောကထဲကိုစတင်ဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ TV ကြော်ညာတွေနဲ့ဗီဒီယိုစကားပေါင်းများစွာမှပါဝင်တရုတ်ဆောင်ခွင့်ရရှိခဲ့ပါတယ်။ဖွေဖွေကအနုပညာသက်တမ်းဆယ်စုနှစ်မကရှိနေခဲ့ပြီးဖြစ်ပြီး ဗီဒီယိုဇာတ်ကားပေါင်းများစွာနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှလည်းပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။အခုလက်တလုံးမှာတော့သူမကိုသူမရဲ့အမှုပညာအပေါ်မှာဝေဖန်တိုက်ခိုက်မှုတွေရှိလာခဲ့တာဖြစ်ပြီးဝေဖန်တိုက်ခိုက်မှုတွေအပေါ်သူမရဲ့သဘောထားကိုအခုလိုပဲပြုံးပြင်းလင်းလင်းချပြလာခဲ့တာဖြစ်ပါတယ်။သရုပ်ဆောင်ဖွေးဖွေးကဖွေးရုပ်ရှင်လောကကနေ9နှစ်6နှစ်မှတစ်နှစ်ကို2-3လေးပဲရိုက်တော့မှာပါ။အသက်လေးကြီးပြီးတခုခုဆို My body is aging ပြန်ဝင်လာမှကြောက်ပြီးအကောင့်အထု6800စားတွေငားပြီးတိုက်ခိုက်နေကြတာတွေနားကြပါတော့ဖွေးလဲနောက်3လနှစ်ပဲလုံနိုင်တော့မှာပါပြိသက်တွေအတွက်ပဲအခုအတင်းရင်းနဲ့ငါဒီငါတာဝန်ကြီးခဲ့သည်ဆိုတဲ့အမှုပညာသမားတယောက်အနေနဲ့ခဏလေးပေးပြောကြပါတော့ဆိုပြီးတော့သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေသူမကိုဝေဖန်တိုက်ခိုက်နေကြတဲ့သူတွေကိုတောင်းဆိုတဲ့ post လေးတင်လာခဲ့တာပဲဖြစ်ပါတယ်